က်လက်ပြီးတော့ explorer mode နဲ့ပတ်သက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ explorer mode ကိုဘယ်လိုသွားမှာလဲပေါ့။ explorer mode ဒီကျွန်တော်တို့ဒီမှာရှိနေတဲ့ position ပြီးလို့ကျွန်တော်တို့ဒီမှာ explorer mode ကိုသွားလို့ရပါပြန်ပြီးထွက်ခြင်းနဲ့ဆိုတော့ agent နဲ့ကျွန်တော်တို့ထွက်လို့ရပါဒါကတော့ explorer mode ကိုပုံမှန်သွားတဲ့နည်းလမ်းဖြစ်ပါတယ် explorer mode ကိုပုံမှန်ဟိုဘက်နဲ့ shortcut သွားလို့ရပါတယ် explorer mode shortcut ကတော့ volume app button နှိပ်ပါမယ် ဒါဆို explorer mode ဖြစ်သွားပါပြီနောက်တစ်ခုကတော့ explorer mode ကိုနောက်ထပ် shortcut တူကတော့ကျွန်တော်တို့ two finger နဲ့လက်နှစ်ဖက်နဲ့အောက်ကိုဆွဲရှာမယ်ဒါဆိုရင် explorer mode ကျွန်တော်တို့ဖြစ်သွားပါပြီပြန်ထွက်မယ်ဆိုရင်ကျွန်တော်တို့ explorer mode ပြန်ထွက်လို့ရပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ status targets ကိုကျွန်တော်တို့ရှင်းပြပါမယ်အဲတော့ကျွန်တော်တို့ဒီ status target ကိုတွားဖို့တွားဖို့အတွက်ပုံမှန်နီလန်းပေါ့နီလန်းတက်က အဲကျွန်တော်တို့လက်စန်တာ point လေးရှိပါတယ်ဒါလေးကိုကျွန်တော်တို့လက်လေးနဲ့ထောက်လိုက်မယ်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ set the target ကိုလောက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ target ဒီဘလောက်ဝေးတယ်လဲပေါ့နော်ခုလက်ရှိရှိနေတဲ့နေရာနေကျွန်တော်တို့ဘလောက်ရှိတယ်လဲပြီးလို့ရှိရင်အမြင့်ဒီကျွန်တော်တို့ခုလက်ရှိရှိနေရာထက်ဘလောက်ပိုမြင့်တယ်လဲပေါ့အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ခုလက်ရှိကားတဲ့နေရာဒီ ကျွေးချောင်းရွာဘောင်းကျန်17မီတာပို့ပြီးတော့မြင့်ပါတယ်။မပြန်ပြီးထွက်ကျင်နေဆိုလို့ရှင်တော့ကျွန်တော်တို့ select လုပ်မယ် remote target ပေးလိုက်မယ်။ဒါသည်ကျွန်တော်တို့ set the targets ကိုကျွန်တော်တို့ပုံမှန်တိုင်းသွားတဲ့နီလန်ဖြစ်ပါတယ်။နောက်ဒုတိယနီလန်ပေါ့ဒုတိယနီလန်က set the target ကိုသွားမယ်ဆိုလို့ရှင်အဲကျွန်တော်ဒီ main menu တပည့်ကလစ်နေမယ် setting အနေမှာကျွန်တော်တို့ long press map option ဆိုတာကိုသွားမယ်။နောက်ရနေမှာကျွန်တော်တို့ set the target remove target ဆိုတာလေးကိုကျွန်တော်တို့ဒီမှာအမှန်ချက်ကလေးကျွန်တော်တို့ပေးပေးထားမယ်။ Okay ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်ကြည့်မယ်။အဲ့တော့ long press ပေါ့နော်ကျွန်တော်တို့ဒီဘက်မှာ second မှာပေါ့နော်ကိုစပြီးရောကြာကျွန်တော်တို့စတိုင်းမဲ့နေရာကိုကျွန်တော်တို့သွားပါမယ်။ပြီးရတဲ့ကျွန်တော် second မှာ long press နေပါ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ target ဒီ ် status target ဒီ automate ကျွန်တော်တို့ဒီမှာတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ YGW ကနေမှာကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ဆယ်ကိုကျွန်တော်တို့တန်းကြည့်မယ်။ဘယ်လောက်กว่าဝေးရှိတာလဲ။ဒါ2.8 km ရှိရယ်။ဆယ်ဒီအဲဆယ်ထက်ကျွန်တော်တို့နေရာဒီ39 meter မြင်ပါတယ်။မပြန်ပြီး remove လုပ်မယ်ဆိုရင်တော့ long plus ကိုနှိပ်လိုက်တာနဲ့ remove ပြန်ပြီးရော ဖြစ်သွားပါမယ်။ဒါဒီကျွန်တော်တို့ set target ကို လုပ်တဲ့ဒုတိယနေလန်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ